ားလုံးမင်္ဂလာပါဗျာ။ဖော်ရီနီပညာပြန်လည်ကြိုဆိုပါလေဗျာ။အဲဒီတိမှာတော့ကျွန်တော်တို့တွေ Huawei Battery ဒါကတော့ Huawei Battery ဖြစ်တယ်။ဒါကတော့ Redmi Battery ဖြစ်တယ်။ဒါကတော့ Samsung Battery ဖြစ်ပါလေ။ဒါကတော့ Oppo Battery ဖြစ်တယ်။ Okay ဒါကတော့ Redmi Note Note Series Battery ဖြစ်ပါလေ။ Okay ဒါဆိုရင်ဒီမှာ Battery ရှိတယ်။အဲ Battery ကကျွန်တော်တို့ကဥပမာဆိုကြပါဆို Redmi ဖုန်းကဒါကတော့ Redmi Battery ပေါ့။ Okay Redmi ဖုန်းက Battery က Redmi ဖုန်း ဘက်တရီမရှိဘူးကုန်းနေတယ်သို့မဟုတ်လုံးဝရှာမရအောင်ဆိုလို့ရှိရင်ဒီဟွာဝေးဘက်တရီထည့်လို့ရတာထည့်လို့ရလားမရလားဆိုကျွန်တော်လာမေးတာရှိပါတယ်ထည့်လို့ရလားမရလားဆိုတော့ထည့်လို့ရပါတယ်အဲဘလို့ထည့်ရမလဲဆိုတော့ train me japan me ထည့်မှာဖြစ်ပါတယ်အဲဒီအရလေးကို japan train ထည့်နေလေး message မျိုးမရောက်ပြမှာဖြစ်ပါတယ် okay ဒါက oppo ဖုန်းမှာ oppo ဖုန်းမှာဒီလိုသူ့တက်ခက်မရှိတော့ရင်ရောအခုလိုမျိုးကျွန်တော်ရေ samsung တက်ခက်ထည့်လို့ရလားအဲ့တော့ samsung တက်ခက်ထည့်လို့ရလားဆိုတော့အဖြေကတော့ရပါတယ် ထွင်ထည့်မယ်ဆိုထည့်လို့ရပါတယ်အဓိကတော့ကျွန်တော်တို့အထိုင်လေးတူဖို့တော့လိုပါတယ်ကျွန်တော်ကအထိုင်လေးတူတာလေးကိုရှာထားပါတယ်ဟုတ်ပြီအဲ့တော့ဒါဆိုကျွန်တော်တို့ဘယ်လိုမျိုးထွင်ထည့်မလဲအဲဒီမှာကျွန်တော်ဒီမှာကျွန်တော်စီဒါကြည့်လိုက်ပါဒါဒီကကျွန်တော်တို့ Redmi Note 5 Redmi Note 5ကို Note 5တို့ Note 5တို့ကိုတက်ထားတဲ့ဘက်တရီပဲဖြစ်ပါတယ်ဒါပေမဲ့ Huawei တစ်စိတ်ကြီးနဲ့အဲ့တော့ဒီအထိုင်မှာလဲကျွန်တော်တို့ Huawei ထိုင်မဟုတ်ဘဲနဲ့ Redmi ထိုင်ဖြစ်နေပါတယ် โอเคဒီလိုထိုင်လေးတွေကိုကျွန်တော်ဖြုတ်ပြီးတော့သူ့မှာသူ့စီမှာထည့်လိုက်တာပဲဖြစ်ပါတယ်ဒါဆိုရင်ဘယ်လိုဖြုတ်မလဲကျွန်တော်မိတ်ဆွေများကိုကျွန်တော်ပြောပြမယ်နော်โอเคဒါဆိုကျွန်တော်ဒီကောင်လေးကိုပြန်ခေါ်လိုက်မယ်โอเคโอเคကျွန်တော်တခါလဲခွာခွာပြလိုက်ခွာရတော့မနော်โอเคအဲ့တော့ကျွန်တော်ဒီမှာကျွန်တော်ခွာလိုက်ပြီခွာခွာလိုက်ပြီဆိုလို့ရှိရင်ဒီမှာဒီဒီဒီထိုင်နေဖြစ်ပါတယ် ဒီထိုင်လေးကတော့ဒါ Redmi phone လေးအထိုင်ပဲဖြစ်ပါတယ်အဲ့တော့ Redmi phone လေးအထိုင်မှာလဲကျွန်တော်တို့ဒီမှာအဲကျွန်တော်တို့သူ့စီမှာလဲ B minus B plus ဆိုပြီးအပေါင်းတို့ပါတယ်ကျွန်တော်တေချာအောင်ကြည့်လိုက်မယ် Okay Okay as as ဆိုရှင်ဒီမှာကျွန်တော်တို့ B B minus B plus ဆိုပြီးတော့အပေါင်းတို့ပါပါတယ်အဲ့ဒီအပေါင်းအပေါင်းနှုံးလေးကိုဒီမှာသူ့မှာပါတဲ့ဟာကိုဒီမှာပါတဲ့ဟာကိုတက်တယ်ဒီမှာလည်း credit to be တက်လိုက်တယ် အရန်လွယ်ပါတယ်ဟုတ်ကဲ့ဒါဆိုဒီလိုဟာလေးကဘယ်လိုထုတ်မလဲအဲ့တော့ကျွန်တော်ပြပေးမယ်เนาะကျွန်တော်ပြပေးမယ်ဆိုတော့ကျွန်တော်ဒီကောင်တစ်ခုနဲ့ဒီမှာလဲဒီမှာလဲကျွန်တော်ထုတ်ထားရတဲ့အများကြီးပဲရှိတယ်ထိုင်နေအများကြီးပဲဒီမှာတော့ဒီမှာထိုင်ဒါတော့ Remy လေးဒါလည်း Remy လေးဟောပြပေးမယ်เนาะဒါလည်း Remy လေးဒါလည်း Remy လေး Okay ဒီမှာ Samsung ပါတယ် Huawei ပါတယ် Okay ဒီမှာเนาะအဲ့တော့ ့ဒီမှာ Oppo တွေ Vivo တွေလည်းပါတယ်အစုံမဲ့เนาะဒီမှာအဲဒါအများဆုံးကတော့ Redmi တွေများတယ်ပြန်เนาะကျွန်တော်တို့မြန်မာနိုင်ငံက Redmi 3တန်းများနေတူပါတယ်เนาะ Okay အဲဆိုတော့ကျွန်တော်ဒီဟာလေးတွေကိုကျွန်တော်အဲ့ဒါလေးတွေကိုကျွန်တော်ထုတ်ပုံထုတ်နည်းနဲ့ကျွန်တော်ပြင်ပြန်ဆက်မဆက်နည်းတွေပြပေးမယ်เนาะဟုတ်ပြီအဲဆိုလို့ရှိရင်ကျွန်တော်ကအဲကျွန်တော်ကဟုတ်ပြီကျွန်တော်ဒီ Okay ဒီအောင်ခဏထားမယ်အဲ့တော့ကျွန်တော်ကဒီဒီ ့ oppo ကကျွန်တော်လေးမမစပါကြဘူးဒီ oppo ကရှာလို့မတွေ့တော့ဘူးအဲ့တော့ oppo oppo ပပတီလည်းပြန်ပြန်တက်ချင်တယ်ဆိုလို့ရှိရင်တော့ဘယ်လိုဘယ်လိုလုပ်မလဲဘယ်လိုဘယ်လိုလုပ်မလဲဆိုရှင်းပါတယ်ဒီတက်ခဲ့ပြက်နေဆိုပါစို့အဲ့တော့ပြက်နေဆိုရင်သူ့ရဲ့ထိုင်ကိုကျွန်တော်တို့ယူမယ်သူ့ထိုင်ကိုကျွန်တော်ဘယ်လိုယူမလဲဆိုတော့ကျွန်တော်ကျွန်တော်ကျွန်တော်အသားလေးဖြတ်လိုက်မယ်နော်โอเคမှာတိတ်ခွာလိုက်မယ်နော်တိတ်ခွာလိုက်မယ် တိတ်ခေါ်လိုက်မယ်โอเคဒီမှာဒီမှာပေါ့နော်โอเคဒါဆိုဒီဟာလေးကိုကျွန်တော်ဒီခဲလေးကိုသူကခဲလေးတို့ထားတာဒါဆိုဓာတ်နဲ့ဖြတ်ဖြတ်လိုက်တော့မယ်နော်ဖြတ်လိုက်ပြီโอเคဒီမှာလည်းဖြတ်ဖြတ်လိုက်တော့မယ်โอเคမဆိုရင်ဒီလိုဒါလေးရရသွားပြီဒါတို့ဒီမှာအထိုင်းလေးရရသွားပြီ ဟမ်ကျွန်တော်ကဒီအထိုင်လေးအဓိကပဲသူ့သူ့အသက်ပဲအဲ့ဒီထိုင်လေးကဒါလဲကျွန်တော်ရက်ဆက်ကိုသွားတက်ရတာပေါ့နော်โอเคအဲဆိုရင်ကျွန်တော်ဒီကောင်းလေးကိုဒီမှာအထိုင်လေးရသွားပြီအထိုင်ရသွားပြီဆိုလို့ရှိရင်အပေါင်းတော့ဘယ်လိုကြည့်မလဲဒီမှာပါပါလေဗျာဒီမှာ B+ ဆိုတဲ့အပေါင်းမှာ B- ဆိုတဲ့အနုတ်ပါဒါတော့ battery အပေါင်း battery အနုတ်ပေါ့လိုလေလေးပါပဲဒီမှာအပေါင်းနုတ်လေးပါပြီးသားပါခဲလေးတော့သူပါပြီးသားเนาะဒီညာလေးမှာโอเคအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့တွေ battery ရဲ့ ်ကျွန်တော်တွေခေါင်းလေးရသွားပြီ။အကျွန်တော် Oppo Oppo ပတ်တီရဲ့ခေါင်းလေးရသွားပြီ။ဒါဆိုရင် Oppo ပတ်တီလေးတုံးမဲ့ဆိုလို့ရှိရင်တော့သူ့ရဲ့ဒီဟာမကောင်းတော့ဘူးပဲဆိုဆိုကြပါစို့။အဲ့တော့ကျွန်တော်တို့ဒီခေါင်းကတော့တတခဲကောင်းလို့ဆိုကြပါစို့။အဲ့တော့ကျွန်တော်တို့ဒီခေါင်းက Oppo တက်ချင်တာ။ဒါ Samsung ထိုင် Samsung ထိုင်ရ Oppo မှာတက်လို့မရဘူး။အဲ့တော့အထိုင်ပြောင်းမယ်ဗျာ။အဲ့တော့သူ့လည်းခုနလိုပဲခွာမယ်နော်။ခွာလိုက်မယ်ဗျာ။အဲ့တော့ခွာလိုက်မယ်နော်ဒီမှာလည်းခွာလိုက်မယ်။ အဲဒီမှာခေါ်လိုက်မယ်နော်အဲမှာဒီမှာကြည့်လိုက်ဒီဟာလေးတောင်ပိုလွယ်သေးတယ်โอเคဒါဆိုရင်ဒီမှာသူ့လဲအပေါင်းတို့ပါပြီးသားအဲ့ဒါလေးကိုကျွန်တော်ခုနလို့ဒီကောင်းလေးကိုဖြတ်ဖြတ်လိုက်တော့မယ်နော်โอเคမခွန်ခွာလိုက်ပြီဒီမှာเนาะရှင်းအောင်ရှင်းသွားသေးရေเนาะဒီမှာเนาะဒါဆိုဒီအထိုင်ကိုဖြုတ်လိုက်တော့မယ်เนาะထိုင်ဖြုတ်လိုက်တော့မယ်အဲ့တော့သူ့တော့ဖြတ်မယ်ဆိုလို့ရှိရင်เนาะဒီဘက်အရင်နာလေးတိုးဖြတ်လိုက်မယ်เนาะဒါမှဟိုအောက်ကခဲစားလေးပိုးကြံသွားမှာ โอเคကျွန်တော်ဖြတ်လိုက်ပြီโอเคโอเคဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာဒီမှာကြည့်လိုက်ပါဒီမှာခဲစားလေးကြံသွားပြီအဲ့တော့သူ့ရဲ့သူ့ရဲ့ဟာကိုပြန်ပြန်တက်မယ်ဆိုလဲဒီမှာကြည့်လိုက်ပါအဲ့ဒီမှာကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့ဒီမှာအဲဒီကောင်လေးကအပေါင်းโอเคကောင်လေးကโอเคဒီကောင်လေးကအပေါင်းဖြစ်တယ်ဒီကောင်လေးကအနုတ်ဖြစ်ပါတယ် ตัว b ပလက် b minor ဆိုပြီးအပေါင်းနှုတ်လေးခွဲပေးထားလဲလိုလေးပဲဒါဆိုဒီမှာအပေါင်းဒီမှာအနှုတ်โอเคအဲအဲအဲဆိုတော့ကျွန်တော်တို့အပေါင်းလေးကိုကျွန်တော်တို့သိအောင်လို့ဆိုတော့ကျွန်တော်တို့ဒီမှာဒီအပေါင်းဆိုတော့အပေါင်းလေးကိုကျွန်တော်အပေါင်းပုံစံလေးကျွန်တော်ရေးလိုက်မယ်โอเคဒါဆိုဒါအပေါင်းဒါကတော့နှုတ်โอเคဒါဆိုကျွန်တော်အပေါင်းနှုတ်ခွဲပေးသွားပြီเนาะ โอเคအဲဆိုကျွန်တော်ဒီမှာအပေါင်းအနှုတ်ခွဲပေးသွားပါပြီအဲ့တော့ဒီမှာလည်းအပေါင်းနှုတ်ပါပြီးသားပါအဲကျွန်တော်ဒီမှာလည်း b minus b plus ဆိုပြီးဒီမှာ b minus b plus ဆိုပြီးပါပြီးသားပါအဲ့တော့သူတို့သူတို့နှစ်ခုကိုကျွန်တော်တို့ကဒီမှာဆက်ပေးလိုက်ယူမှာပဲဒီမှာကျွန်တော်ဒီမှာဒီမှာဒီမှာခဲလေးနဲ့တို့ဝင်မယ်တကယ်လို့တကယ်လို့ကျွန်တော်တို့က2ရဲ့ဖုန်းရဲ့ဘက်တရီအထိုင်ပုံเนาะဖုန်းရဲ့ဘက်တရီအထိုင်ကကျွန်တော်တို့ဒီဘက်ခေါင်းလဲတယ်ဆိုလို့ရှိရင်လည်းဒီဘက်ကိုခေါင်းလဲပြီးတက်ပေးမယ်အဲဒီလိုဖုန်းဘက်တရီထိုင်ကဒီဘက်မှာဆိုလို့ရှိရင်ဒီဘက်ကိုခေါင်းလဲပြီးတက်ပေးမယ်အဲ့တော့အဓိကတော့အပေါင်းနှုတ်တော့မှန်မှုလိုပါတယ်အပေါင်းနှုတ်ကလည်းမမစရာအကြောင်းမရှိတော့ဘူးเนาะဒီမှာအပေါင်း ဒီမှာ note ဒီဒီဟာအပေါင်းတော့ဘယ်လိုသိမလဲဆိုတော့သူ့ရဲ့အထိုင်အဟောင်းမှာပြန်ကြည့်ရုံပါပဲအထိုင်ဟောင်းကဒီမှာအပေါင်းမလို့အပေါင်းအမနုတ်ဆိုအနုတ်ပေါ့နော် okay ဒါတော့ဒါဆိုလို့ရှိရင်ဒီဟာလေးပြန်တက်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒါ oppo oppo ဖုန်းတစ်လုံးဘက်ထရီရှာမရတဲ့ဖုန်းတစ်လုံးကဘက်ထရီလို့ရှာလေးဘက်ထရီတွေရှာလို့ရတော့မှဖြစ်ပါတယ်ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကသူ့နဲ့အတူတူပေါ့နော်သူ့နဲ့အတူတူပဲအဲဟိုနဲ့သူ့နဲ့အတူတူပဲဟိုဘက်ထရီကလုံးဝရှာမရတော့ဘူးအထိုင်လည်းမရှိဘူးဘယ်လိုလုပ်မလဲလွယ်ပါတယ်ဗျာကျွန်တော်ဒီမှာထုတ်ထားတဲ့ ထွက်ထွက်တဲ့အထိုင်တွေအများကြီးပဲရှိပါတယ်ထွက်ထွက်တဲ့အထိုင်တွေထိုင်တွေအများကြီးပဲရှိပါတယ်သူနဲ့ပတိအတူတူပေါ့နော် site to guide တို့ gain နဲ့ site to guide တွေမှာအလုံးတစ်လုံးရွေးလိုက်ပြီးတော့အဲ့ပတိကခေါင်းကိုဖြုတ်ပြီးသူ့ရဲ့ထိုင်လေးကိုထည့်ပေးလိုက်ရုံပါပဲဒါဆိုလို့ရှိရင်ကျွန်တော်လည်းရှာမြတ်တဲ့ပတိဆိုတာမရှိတော့ပါဘူး အဲ့လိုပုံစံနဲ့လည်းပတိလေးမန်းလို့ရပါတယ်။ Okay အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်ဒီမှာမျက်စိတွေကွက်ကွက်ကွင်းကွင်းမြင်မြင်တော့လို့ကျွန်တော်ဒီတရားလေးတွေဒီမှာနော်အဲဒီတရားလေးတွေဒီမှာခဲဆက်လိုက်ရုံပဲဒီမှာအပေါင်းအနုတ်ပေါ့နော်အဲ့တော့ submit ဆိုလို့ရှိရင်ရောဘာနဲ့ submit လဲအဲ့တော့ဘာနဲ့ submit ဆိုတော့လွယ်ပါလေဗျာနော်ဒီမှာကျွန်တော်တွေအနီကျိုးလေးတွေအနီကျိုးအနက်ကျိုးအပိုင်းလေးအများကြီးပဲရှိပါတယ်အဲ့လိုနီကျိုးအနက်ကျိုးအပိုင်းလေးနဲ့ဆက်လို့ရပါတယ်ဗျာအများကြီးပဲရှိရယ်နော် โอเคอ่ะဆိုတော့ရှင်ဒီမှာတက်မဲ့အနေကျိုးအနက်ကျိုးရပဲဘယ်ရောက်မလဲဘယ်ရနေယူကိစ္စမရှိပါဘူးသူနဲ့တူတူအလုံးနေဒီမှာတော့ကျွန်တော်စီမှာတော့အများကြီးပါပဲအဲ့တော့ကျွန်တော်ကတော့တွေ့တဲ့ဘောက်တို့ဘောက်တို့အဲ့လိုတွေ့တဲ့ electronic pc အဟိုးအရင်တော့ဆိုရင် outside တွေရှိတယ်အဲ့အဲ့ outside တွေမှာတော့တို့ကျိုးတွေအများကြီးပါတယ်အဲ့ဒါလေးအခုကျွန်တော်ရှောက်ဖြုတ်ထားပါတယ်အဲ့တော့ပြီးရင်ပြီးရင်တော့ဒီမှာအဲပြီးရင်ဒီမှာကျွန်တော်တွေအနီးနဲ့ကျိုးရပါပြီအဲ့တော့အနီးအမဒီမှာတော့ဒီမှာကျွန်တော်ဥမာအဲ့ဒီမှာအနီးမှာ โอเคဒီမှာကျွန်တော်ကျွန်တော်ရဲ့အနီးအနက်ဒီမှာဒီမှာဒီမှာတက်လိုက်ရုံပဲပြီးရင်ဒီမှာလေးဖြတ်ပြီးတော့သူ့ဒီမှာပြီးအနီးနဲ့တက်ပြလိုက်ရုံပဲโอเคကျွန်တော်ရှင်းတော့တစ်ခါတည်းတက်ပြပေးမယ်เนาะโอเคအားဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာအဲဒီမှာပေါ့เนาะโอเคဒီမှာကโอเคကျွန်တော်တို့ဒီမှာအဲဒီဟာဒီဟာဆိုလို့ရှိရင်ကျွန်တော်တိကျအောင်ကြည့်လိုက်မယ်โอเคဒါဆိုရင် B+ ဆိုရင်ဒီမှာအပေါင်းဒီမှာအပေါင်းဆိုရင်အနီးရိုးဒီမှာခဲလေးတို့ ဒီမှာအနုတ်ဆိုရင်ဒီမှာအနုတ်အနုတ်ခဲလေးတွေ့လိုက်မယ်အဲဒီမှာနော်โอเคဒီမှာနော်မနော်ကျွန်တော်တွေဟိုဆို sorry ကျွန်တော်တွေဒီလိုခဲလေးတွေ့လိုက်မယ်ခဲခဲတွေ့လိုက်ပြီးတော့ဒီမှာလည်းအပေါင်းဒီဒီမှာလည်းကျွန်တော်အပေါင်းအနုတ်ပေါ့နော်โอเคဒါဆိုရင်အဲโอเคဒါဆိုရင်ဒီလိုမျိုးလေးဟဲ့ဒီမှာနော်အပေါင်းအပေါင်းအနုတ်ဒီမှာတွေ့လိုက်ရမှာပဲဗျโอเคအဲ့ဒါဆိုကျွန်တော်ဒီကောင်လေးကိုပြန်တက်လိုက်မယ်ဒါဆိုရင်ဒီမှာအပေါင်းအနုတ်လေးမနော် ဒီကတို့လိုက်ဒီကတို့လိုက်ဒါဆိုပြီးသွားပြီမှန်တော့အဲဆို easy ပဲဒါဆိုပြီးသွားပြီဒါရှည်နေလို့ရှိရင်ကောက်ကိုခောက်ခောက်ဖြတ်ဖြတ်ကြဲလို့လုပ်လို့ရပါပြီဟုတ်ပြီခါကြောက်လို့ရှိရင်ကျွန်တော်တို့ကအခုလိုမျိုးကျိုးကျိုးလေးလေးကိုအလွယ်လေးကိုပပြိုင်နဲ့ရှာလို့ရမယ်ဆိုတော့ကျွန်တော်ဥပမာပြပေးမယ်ကျွန်တော်မိတ်ဆွေများစီမှာအာသွင်းကျိုးအဟောင်းနဲ့ရှည်တာအာရှည်မှာပါနော်အဲ့အဟောင်းလေးကိုဖြတ်လိုက်ပါ ဟောင်းနေဖြစ်လို့ရှိရင်အဲ့ဒီအဟောင်းနေကိုဓာတ်နဲ့ခွတ်လိုက်ပါအဲ့လိုမှအဲ့လိုအနီးနဲ့ကြိုးတွေအများကြီးပါပါတယ်ဒီကောင်ဆိုအနီးနဲ့ကြိုးတွေအားဝင်အားထွက်ကြိုးတွေကျွန်တော်ရေ ground ချတဲ့ကြိုးတွေပါပါတယ်ဗျဒီထဲမှာပါတယ်နော်မိတ်ဆွေများမယုံရင်ဒါလေးကိုဖြတ်မယ်ဖြတ်ပြီးဓာတ်နဲ့ခွဲကြည့်ပါအဲ့ဒီထဲမှာအနီးနဲ့ကြိုးပါပါတယ်ဗျ okay ဒါတော့ဆိုအားလုံးပဲကြိုးပြရရမယ်ကြိုးပြရရမယ်ဆိုတော့လေသိရှိသွားပြီးထင်ပါတယ်နော်အဲ့တော့ကျွန်တော်မိတ်ဆွေများဒီဒီကျွန်တော်တွေဗတီကိုအဲကျွန်တော်တွေ တစ်လုံးနဲ့တစ်လုံးတစ်လုံးရှာမြောင်းလို့ရှိရင်ဘယ်လိုစားထိုးရမယ်ဖြူရလဲအလုံးသိရှိသွားပြီထင်ပါတယ်ဗျကျွန်တော်ခေါင်းလေးလေးဖြုတ်ပြပေးခဲ့ပြရတယ်မိတ်ဆွေများတစ်ခါလွတ်တာနဲ့တက်ပါတယ်ဗျဒီဟာလေးကပုံမှန်ဆိုလို့ရှိရင်ကျွန်တော်တို့တွေတင်နှမ်းမှာဆိုလို့ရှိရင်ကျွန်တော်တို့တွေ၄၅၀သိန်းပေးမှသာရင်ဒါမျိုးကတိခွင့်ရတယ်ကျွန်တော်တို့အေးအခြေခံလေးပေါ့နော်အဲဒီဟာလေးကနေစတာပေါ့နော်အဲ့တော့ကျွန်တော်ကျွန်တော်မိတ်ဆွေများဒါ၄၅၀သိန်းနဲ့ကုန်စားမလို့ပဲနဲ့ခုလိုမျိုးဘူးဘူးဘူးတူတာလည်းရတယ်အဲ့တော့ကျွန်တော် ကျွန်တော်ကတော့ကျွန်တော်တိတာလေးအကုန်လုံးကိုစေတန်းနဲ့မြောက်ပေးခြင်းဖြစ်ပါတယ်ဗျအဲ့တော့ကျွန်တော်မိတ်ဆွေများဆင်မီးတို့ကျန်တဲ့တဲ့နဲ့လာရခွဲနေပြီးအပိကေပုံခင်ဗျအားလုံးကျေးဇူးတင်ပါတယ်ဗျာ